ရုရှားအင်ဒိုနီးရှားထိုင်းဘူတန်ဖိလစ်ပိုင် လာအိုဘင်္ဂလားဒေ့ရှ်နဲ့ UAE နိုင်ငံတို့ကကယ်ဆယ်ရေးအဖွဲ့တွေနဲ့ရှားဖွေကယ်ဆယ်ရေးသုံးပစ္စည်းတွေရောက်ရှိလာတယ်လို့သိရပါဗျ။နိုင်ငံတော်အစိုးရအနေနဲ့ငလင်တန်တဲ့ဒေသတွေမှာရှိတဲ့ပစ္စည်းဆုံးရှုံးမှုတွေကိုအလင်းမြန်စုံစမ်းစစ်ဆေးပြီးအချိန်နဲ့တပြေးညီကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိတဲ့အပြင် နိုင်ငံတကာကလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခွင့်အရေးတွေပေးလျက်ရှိရာသက်ဆိုင်ရာနိုင်ငံတွေအလိုက်ကေဆင်ရေးအဖွဲ့တွေဆရာဝန်တွေနဲ့သူနာပြုဈေးအဖွဲ့တွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေစေဝါတွေဟာမြန်မာနိုင်ငံကိုနေရက်အလိုက်ရောက်ရှိလာပါတယ်ဧပြီလ၁ရက်မနက်ပိုင်းနဲ့မိုးလယ်ပိုင်းတို့မှာရုရှား၊အင်ဒိုနီးရှား၊ထိုင်း၊ဘူတန်၊ဖိလစ်ပိုင်း လာအိုဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကစုစုပေါင်းလျင်14စီးနဲ့ရှောက်ဖွေကင်စင်ရေးအဖွဲ့တွေနဲ့အတူဆီယံဝင်တဲ့ဒူနာပြုစေအဖွဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကွက်ညှိပစ္စည်းတွေနဲ့ဈေးဝရီဟာနေပြည်တော်မှာရှိတဲ့တမတော်လေးစိတ်ကိုရောက်ရှိလာတယ်လို့သိရပါဗျ။နိုင်ငံအလိုက်ရှောက်ဖွေကင်စင်ရေးအဖွဲ့တွေဆီယံဝင်တွေနဲ့ဒူနာပြုစေအဖွဲ့တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်နယ်နေခြားထားရေးဝန်ကြီးဌာနတို့ကတာဝန်ရှိသူတွေကလေးစိမ့်မှာကျူးစွခဲ့ကြပြီးအဆိုပါကယ်ဆယ်ရေးအဖွဲ့တွေဟာအဖွဲ့တွေခွဲပြီးငလင်တန်တဲ့ဒေသတွေမှာရှိတဲ့ပြည်သူတွေကိုရှောက်ဖွေကူညီကယ်ဆယ်ရေးနဲ့စေဝါကူတိုင်ရေးလုပ်ငန်းတွေကိုအချိန်နဲ့တပြေးညီဆောင်ရွက်ပေးသွားမယ်လို့သိရပါဗျာ အဲ့လိုပဲဧပြီလ၁ရက်မနက်ပိုင်းမှာငလင်တန်သိမ့်ပြည်သူတွေအတွက် UAE နိုင်ငံကကယ်ဆယ်ရေးအဖွဲ့ရင်းနဲ့အတူရှောက်ဖွေကယ်ဆယ်ရေးသုံးပစ္စည်းတွေပါဝင်တဲ့ UAE တပ်မတော်လေယာဉ်နှစ်စီးဟာရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုရောက်ရှိခဲ့တယ်လို့သိရပါဗျ။အဆိုပါကယ်ဆယ်ရေးအဖွဲ့မှာကယ်ဆယ်ရေးအဖွဲ့ဝင်၄၀ ဗော်တော်ရင်90၊ရှောက်ဖွေကစေးသုံးပစ္စည်းတွေပါဝင်ပြီးရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိချိန်မှာနိုင်ငံခြားရေးဝန်ကြီးဌာနလူမှုဝန်ထမ်းကစေးရင်းနဲ့ပြည်လည်နေရာခြားထားရေးဝန်ကြီးဌာနတို့ကတာဝန်ရှိသူတွေကကြိုဆိုနှုတ်ဆက်ပြီးငလင်ထံသင့်ဒေတာတွေကိုဆုံးလင်စွာတွားရောက်နိုင်ရေးလုပ်ငန်းတွေပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့သိရပါဗျ။